ခုကိုကြည့်ပြီးရီးနေရလေအဲ့တော့ကိုရီတောင်ရီးရတယ်ဆိုပရိသတ်ဆိုတဘောဘောနဲ့နေမှာလို့အင်းကြအကုန်လုံးအရှိအီးတွေကြားမှာလေအမကလေးလေးလေရော မဟုတ်ဘူးတော့ကလေးကဒီတိုင်းလေးလို့ခုနကလေးကပြောနေတာမနဲ့မဆုံနာကြဘူးလေနိုင်တော့ဒီအောင်တာဘုံဘုံနဲ့တို့တို့ပြောပြောပြောနေရတယ်အဲ့အနေရောက်တာပြောမနေနဲ့ပြောမလာပြောမလာခြေသေးလေးလက်သေးလေးကစလှတာပေါ့လေအဲ့ဒါနဲ့အမခြေောက်ကလေးကစလှအမခြေောက်လေးကစထီးဆောင်ရင်နေပူမခံဘူးအဲ့ခြေသေးခြေောက်လေးကစဘီယူဆိုင်တာ ာဒီနေ့ကပထမအဆုံးစပြီးတော့တိုက်တန်နေဆိုတော့အကျန်းပေါ့နော်အကျန်းဆိုတော့ဒါဟိုဘယ်လိုပြောရမလဲကိုယ်စကားသူစကားနောက်ပြီးတော့ကိုရင်းလဲစကားတွေလည်းမရသေးဘူးလေအဲ့တော့ညှိနှိုင်းတဲ့အစီအစဉ်ပဲရှိပါသေးတယ်ဟုတ်နောက်ပိုင်းနောက်နောက် ်နောက်ရက်တွေနောက်ရက်တွေဆိုရင်တော့ချောသွားမှာပါပြဿနာကြတော့ဟုတ်တယ်เนาะပို့လို့อ่ะဘာဖြစ်လို့လဲသူကလေကင်မရာလေးလို့ဟိုဘယ်လိုပြောမလဲဒီ zoom ရှိတာတို့ဒီလိုအကျက်တို့ပါတို့လို့ပြနေရမဟုတ်ဘူးလေကိုတကိုယ်လုံးအဝေးကနေကြည့်ရတာဆိုတော့ makeup ကစားเนาะပြဆက်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးပို့ရတာပေါ့တော်တော်တော့ဆိုလဲတက်ချလိုက်တာတက်ချလိုက်တာဟုတ်တယ်ဟုတ်တယ်သူ့ကိုကြည့်ပြီးရီးနေရလေအဲ့တော့ကိုရီတောင်ရီးရတယ်ဆိုတော့ပရိသတ်ဆိုတော့တဘောဘောနဲ့နေမှာလို့ ဘာဘာဘာလို့လဲဆိုတော့ဒီပြဆက်ရဲ့သဘောကပို့ပြီးတော့ over acting လုပ်ပြဒါမှသူကအဝေးကလူကလည်းကိုယ်မြင်မှာပေါ့နော်။ငါကလေးကပြောလုံတော့ပို့ပို့လုံတော့ပေါ်တာမင်းသား။ပေါ့စီကိုပြောတာလုံတော့လုံတော့ပို့လုံတော့ပို့လုံတော့အဲသူမြောက်ပေးတာ။ တင်ကြအကုန်လုံးအရှိကြီးတွေကြားမှာလေအမကလေးလေးလို့ဟုတ်တယ်မဟုတ်တယ်ဘိုးတော်ကလေးကဒီတိုင်းလေးလို့ခုနကလေးကပြောနေတာအမနဲ့မစုံနာကြဘူးလေဟုတ်ပါဘူးခုတွေ့တော့လေအမရဲ့ဒီတိုင်းလေးပဲမဲလို့ကောင်းလိုက်တာလို့အမြဲတမ်းထိန်းထားနိုင်တော့လေအဲ့ဒါသဘောကျရင်ကတ်မင်းနေတာအမပူလို့နူတာလို့ပြောပြနေတာပူလို့နူတာလို့ဟိုပေါ့စီလေဟိုကလေးပေါ့မော်ရယ်ကလေးနော်မင်းမီးမလို့တဲ့သူမော်ရယ်ကဟုတ်တယ်အာသူရင်မဟုတ်ပေါ့စီရင်မဟုတ်ပေါ့စီရင်အမလေ အမေးတောင်းနဲ့အရင်ဆုံးတာပေါ့အရင်ဆုံးတာအမေးတောင်းပြီးတော့ပေါက်စီအဲအဲ့လိုမျိုးပေါ့နော်သူတို့ညီမညောင်းနေအဲ့လိုကိုရင်းနဲ့ခရီးတွေလည်းသွားမှုတယ်အဲ့လိုပေါ့နော်မော်ရယ်ရှိုးတွေနဲ့နော်အမားကဒီကလေးလေးလိုရှင်လောင်းရှင်ပြုတ်လောင်းရလဲလေအဲ့လိုတသားတို့သမီးတို့ရှင်ပြုတ်လောင်းရမှာအမားတို့ကလိုက်ခဲ့သေးတာမှတ်မိသေးတယ်အခုအကျန်းကလေးတွေအားလိုကြီးဟိုဟိုဖုံးမင်းတို့ပါလို့ဆိုလို့ရှိရင်ကြီးလာပြီလေကလေးကကိုကိုကကြီးွားရလို့မသိသေးဘူးအဲ့ကလေးတွေတွေ့မှာပဲသူတို့ကသိရမလားအရန်ရိုက်ပြီးတော့ကလေးတွေတက်ကတူရပါတယ်တက်နေပြီးတော့ဩငါတော်တော်ကြီးလာပြီအဲ့တော့မှသတိရရလို့ကလေးတွေတွေ့မှာလေ မဆုံနာကြပြီဖြစ်တဲ့ကိုကဲကိုညီမတွေလိုပဲလေအဲ့လိုမျိုးပြန်ဆုံတဲ့အခါကျတော့စကားရတယ်နော်ဖောက်ခွင်နော်ဖောက်ခွင်နော်ပြီးနိုင်တော့နှစ်ယောက်သားတို့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 ပြောပြောပြောနေရတယ်ဟဲ့မနှစ်ယောက်သားပြောမနေနဲ့ပြောပါလားပြောပါလားအဲ့လိုမျိုးဖြစ်နေရအဲ့တော့ပြောစရာကောင်းပါတယ်နောက်တော့လည်းကျော်နဲ့ကျော်ကလည်းတည်တဲ့အတိုင်းပဲအရန်ခင်ကြရလေမောင်လေးကျော်ထက်စောနဲ့မောင်လေးကျော်ထက်အောင်ကလည်းအဲအဲ့တော့အခါကျတော့ဒါမိသားစုတွေလိုပါပဲပြောစရာကောင်းတဲ့ပြဿနာလေးဖြစ်မှာပါဟုတ်ကိုကိုပြောတော့တဲ ဟုတ်တယ်အဲ့လိုအဲ့လိုပဲအောက်စီကအဲ့လိုပဲငငယ်လေးတွေကလည်းအဲ့လိုပဲသိလားအဲ့လိုသူကအရန်ချွဲငငယ်တော့ကလည်းအဲ့လိုပဲလေသူကလှတာပေါ့နော်ငငယ်တော့ကလည်းလှကိုရင်းငေးနေရဟဲလှရပေါ့အရန်လှရပေါ့နော်သိရမလားအကြီးမားတမျိုးငေးရတာမဟုတ်အမကလည်းငငယ်တော့ခြေသေးလေးဆိုလို့အရန်လှထီးစားရင်တော့မှခြေတော်လုံးဝတော့နော်အေးဟုတ်တယ်ဒါအမရဲ့ဟောဖိမအမတားအမလေးမင်းသမီးလောက်တဲ့အမအောင်ခြေလှရတဲ့ခြေသေးလေးလက်သေးလေးတွေအစားလှတာပေါ့လေအဲ့ဒါနဲ့အမခြေောက်ကလေးတွေအစားလှအမက 6ရောက်လေးတွေအစားထီးဆောင်ရင်နေပူမခံဘူးအဲ့ခြေတဲ့6ရောက်လေးတွေအစားဘီယူဆိုင်တာအော်မင်းသမီးဆိုအဲ့လိုမျိုးပါလားကိုရီးယားနေရာလေးကြည့်ပြီးတော့အော်အဲ့လိုမျိုးလေးတွေအစားဘီယူဆိုင်ရတာပါကိုရီးယားကခါကြလို့ရှိရင်အဲ့တော့ ကိုရီးယားကလေးဆိုတော့ဘလို့ဂယူးဆိုင်ရမလဲဘလို့နေရထိုင်ရမလဲမသိသေးဘူးဒါပေမဲ့အကြီးကြီးစီရပဲတင်တာပေါ့အဲ့ဟိုနေပူဗီယန်လေးအဲ့လိုမျိုးအသားမဲမှာတော့ဘာလို့အရန်ချောက်တာလေးတိလားအရန်ချောက်တာဆိုတော့အဲ့ဒါတင်ရတာကိုမှတ်တာပေါ့ဘာလို့လှလဲပေါ့ဟို skin care ကိုဘလို့လုပ်အောင်ဘာညာဆိုတော့မသိအဲ့တော့အကြီးကြီးစီရပဲတင်ယူရတာပေါ့ကိုယ်သိတာမလားအဲ့လိုမျိုးအမားတို့ဘလို့နေရထိုင်နေဘလို့ဂယူးဆိုင်တဲ့ဩအဲ့လိုနေကာမအသားမလောင်ပါဘူးအဲ့တော့မှငါကကလမလေးမဖြစ်မှာပေါ့အဲ့သိရမလားအဲ့လိုမျိုးလေးပေါ့ ဟိုကစီနီယာတွေဆီကသင်ယူရတဲ့ဟာတွေပေါ့နော်အမြင်ရောအခုကကြတော့ပြောတာကြတော့အမတို့အေးညီမလေးဒီလိုလေးလောက်ပါလာတာဒါကတော့အပြောပေါ့နော်ကိုကအမြင်ရလဲသင်ရတာပေါ့ညီမလေးကောင်းတာအောင်ဆိုးတာပေါ့နော်အဲ့လိုမျိုးသင်ရတာကိုကစောင်းတော့တာပဲနောက်ဆိုလို့ရှိရင်ဟမ်ငါ6ရက်ပါနေမပူသေးနဲ့6ရက်ပါဆောင်းကိုမစေခုနလိုပေါ့ခန္ဓာကိုယ်ထိန်းသိမ်းတာအမအမြင်နဲ့ထိန်းနိုင်အောင်လို့ဟုတ်တယ်ဒီတိုင်းလေးပဲအမလို့တစ်ခါမှအလို့ မဆာလေးဝသွားဆိုတာတခါမှမမြင်ဘူးလိုက်ဘူးလို့အမလို့ဘလို့ထိန်းလဲပေါ့ခုနကပဲပြောနေအဲ့ခါတခုကတော့ကိုကအရန်ကိုဟိုသဘောကျရဆိုလေအမလေးရထိန်းရတာပေါ့တဲ့စားကျင်တာစားပြီးွားလို့ရှိရင်ဘလို့လေးထိန်းရတယ်ပေါ့နော်အမလည်းအမြင်နဲ့ထိန်းနေလို့သာဒီလိုခန္ဓာကိုကျန်တာပေါ့ဆိုတာအဲ့ဒါလေးတော့ကိုကဒီနေ့ကိုချက်ချင်းကိုပညာကိုယူရတာပေါ့ဟွာပေါ့ဘာလို့ပို့ပြီးတော့ထိန်းကျက်လဲဆိုတော့လေကိုရီးယားကသူများလို့အရက်မရှိဘူးလေနော်ရက်ကပူတဲ့ခါကျတော့ အဲ့တော့ကိုရက်ကအဲ့လိုမျိုးဝောင်းလိုက်တာနဲ့ပူပူလုံးလုံးကြီးဖြစ်သွားမှအောင်အဆင်မပြေဘူးအဆင်မပြေတဲ့ခါကျတော့ကိုကိုအမြဲတမ်းကြည့်နေတာအဲဘေးကလည်းသားသမီးတွေကအရင်တော့မမေရှိတော့တော့မမေကတချင်လို့စစားခိုင်းတုတ်လာပြီစစားဗိုက်ကြီးပူလာပြီအဲ့အဲ့လိုမျိုးပေါ့မပူရင်လည်းပူတယ်လို့မမေကစိုက်ကိုသုံးတာပေါ့တောက်မှုပြီးတော့သူ့သမီးကိုအမြဲတမ်းအရေးကြီးကြီးကြည့်နေအမေလုပ်တဲ့လူဆိုတော့အနီးကတော့ပိုဖက်ရှင်ကြတာနော်အင်းဒီကနေ့မေးကြည့်လိုက်တော့အရင်မိုက်တာအပြည့်ဟုတ်တယ်အမားတဲ့အပြည့်တကယ်ကတော့ဟုတ်တယ်အဲ့ဒီကမမီဘူးမမီဘူးမမီဘူးမမီ အမီရလေးဇပင်တိုလေးနဲ့အဲ့လိုမျိုးရမ်းအပြည့်လေးနော်အပြည့်အပြည့်အပြည့်သူကသူတမီးကိုလည်းအဲ့လိုပဲချိတ်ချိတ်နဲ့ကြည့်နေအောင်အမြဲတမ်းပြောနေအောင်မဝမဲ့ဟာအောင်မဝအောင်ပေါ့အမေလောက်တာနဲ့ဟာစိုက်ဖို့တွေဝင်သွားပြီဟာဘာကြီးပုံနေပြီလားဟာမြဲမြဲဟိုဟာပေါ့ဝေးလျှော့မှအဲအဲ့လိုမျိုးပေါ့အခုဆိုရင်လည်းမေမေမရှိတော့တဲ့နောက်ပိုင်းကျတော့အိမ်ကတမီးတွေသားတွေကမင်းနော်ဝါလာပြန်ပြီနော်အဲသူကသူတို့ဖွားရဲ့အမွေကိုဆက်ခံပေးပေးထားတာပေါ့ဒါပေမဲ့အာမေမေရောကလေးတွေရောကျေးဇူးတင်ရမယ်ပေါ့နော်ကိုကအဲ့လိုပြောပေးမဲ့လူရှိရတဲ့အတွက်ကိုရီးယားထိန်းဖြစ်တာပေါ့ မမလေးရဲ့လို့အမဒီနေ့တနေ့လုံးလို့အသက်ကုန်စားလိုက် နောက်နေ့လဲကြာ fasting လုပ်ပြန်အဲ့လိုလည်းပန့်နေရအဲ့လိုပဲလည်းပန့်နေရတာလို့ဒီလားလို့အဲဒီမို့ဆိုရင်ဘွာလာမှာလေငါဒီနေရာမှာတမုန်းနဲ့တရားနင်းနေချင်လို့လားကမ်းဖက်လားကမ်းဖက်ကအဲ့အကြောင်းပြောရဲညီမလို့အမှုပညာမလို့ဖဲနဲ့မနေနိုင်ဘူးမလားလို့ဘလောက်ပဲပြေဆုံးပြေဆုံးလို့ဟုတ်တယ်တဲ့မရဲ့တမိပြင်းနေပေါ့နော်အဲ့အကြောင်းနဲ့ဒီကိုလို့ကိုလှုပ်ချင်နေပေါ့နော် ကောင်းတယ်လို့ ပြန်ပြီးတော့ပေါ့နော်ဝင်လာတာလို့အဲလိုဝမ်းသာတယ်ပေါ့နော်အမအခုမဆာလေးတို့ဒီပေါ့နော်ရုပ်ရှင်သဘင်ဂီတပေါ့နော်တယောက်တည်းရဲ့စီကမှာပါရှင်အဲ့တော့မဆာလေးတို့ရုပ်ရှင်ကတော့၁၀ရက်နေ့မှာကပြမှာပဲဖြစ်ပါတယ်အမျိုးသားဆက်ယုံမှာပါပေါ့နော်ဟုတ်ကဲ့ အဲ့တော့ဒီရုပ်ရှင်သဘင်ဂီတပွဲကြီးမှာအာငလင်ဘေးတဲ့နဲ့ပြည်သူတွေအတွက်ရံပုံငွေပွဲလေးပါเนาะအဲ့ပွဲလေးမှာလာရောက်ပြီးတော့ဗောနောအားပေးချပါအောင်လို့ထိတ်ခေါ်ပါတယ်ရှင်ဒီတမားတယ်ဂျေဆုတမားတယ်ဟုတ်